ပြည်တွင်းကကားရောက်ပြကန်66ခုကိုအခုမဆောင် လို့ဆိုပြီးကားတင်သွင်းခွင့်ယာယီပိတ်သိမ်းလိုက်ပါတယ်။ကြော်စရာသတင်းပေးပို့ထားပါရခင်ဗျာ။အခုမဆောင်တဲ့ကားရှိုးရုံ66ခုရဲ့စီးရင်ကိုပြည်တွင်းခွန်ဦးစီးဌာနကစီဝါကူတန်းဝန်ကြီးဌာနကိုတင်ပြပြီးကားတင်သွင်းခွင့်ယာယီပိတ်သိမ်းလိုက်တယ်လို့စီဝါကူတန်းဝန်ကြီးဌာနကပြောပါရ။အခုကားရှိုးရုံနေပိတ်တာတော့အဓိကအပြင်တော့အခုမဆောင်လို့ပေါ့လေ။အဲဒါကြောင့်ပိတ်တာပဲ။ဒါတချို့ကတော့ပြောနေတာရှိတယ်။ အဲဟိုရှိုးရုံးနေပိတ်လိုက်တယ်ရှိုးရုံးနေပိတ်လိုက်တယ်ဆိုရင်အဲ့လိုပြောနေကြတကယ်တမ်းညာရှိုးရုံးပိတ်တာမဟုတ်ပါဘူးရှိုးရုံးပိတ်တာမဟုတ်ဘူးအဲဒီလွင်းခွန်ကနေပြီးတော့အခွန်မဆောင်တဲ့ဈေးရင်ကိုဆရာတို့ဇီဝိုင်းနဲ့ကုသရောင်းဝင်ကြီးတာပို့တယ်ပေါ့အဲ့လိုပို့တဲ့အခါကျတော့အဲ့ဒီကုမ္ပဏီတွေကတင်သွင်းဝင်လိုင်စင်လာလျှောက်တယ်ဆိုလို့ရှိရင်ဆရာတို့ကဒါလိုင်စင်ထုတ်မပေးဘူးပေါ့ပါပါမစ်ထုတ်မပေးဘူးပေါ့ဒီအချိန်နေပြောတာသူတို့တင်သွင်းဝင်ရှင်းဆိုင်ထားတာမျိုးဖြစ်တယ်ဟိုကြီးပိတ်တာကြီးတော့မဟုတ်ဘူး အခွန်ဆောင်တဲ့ကားရှိုးရုံ66ခုအနေနဲ့အခွန်ပြန်ဆောင်လိုက်ရင်တော့ကားတင်သွင်းခွင့်ကိုပြန်လဲခွင့်ပြုဝယ်ရှိနေပါတယ်။ဒါတော့သိမကြပါဘူး။သူတို့ကလာပြီးတော့ခွန်ဆောင်လိုက်တယ်ဆိုကျွန်တော်တို့ဘက်ကဒီဘက်ကနေပြီးတော့ဟိုဖြေချော့ပေးလိုက်လို့ဝင်နေမှာလေ။အခုဖြစ်တဲ့ဖြစ်စဉ်အရကျွန်တော်တို့မြင်ကြည့်ရတာကတော့အခွန်မဆောင်တဲ့အတွက်အရာကြီးရဆိုင်တာလေ။အခွန်လားဆောင်လိုက်တယ်ဆိုလို့ရှိရင်သူတို့ပြန်ပြီးတော့တင်သွင်းခွင့်ပေးမယ်။ဘာမှပြေးမယ်ဆိုတဲ့ဟာမျိုးပါပဲ။ဟုတ်ကဲ့။ အဲ့ဒီကာရှိုရွန်96ခုကိုရောင်းဝယ်ပြုလုပ်ခွင့်ပိတ်လိုက်တာတော့မဟုတ်ပါဘူးအခုမဆောင်တဲ့အတွက်ကာတင်သွင်းခွင့်ယာယီပိတ်သိမ်းနေတာဖြစ်ပါတယ်ကျွန်တော်ကတော့ကြော်စီရပါ